အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့ဒါမနီကရှရှပပါဒါကျွန်တော် father ကြီးလည်းကျွန်တော်စီရောက်နေပြီဆိုတော့ဒါကျွန်တော်တို့အဲ Manchester Derby ကို father ကြီးနဲ့ကြည့်ဖြစ်တယ်ဗောနော်မနေ့ကကျွန်တော်ပြလဲကျွန်တော်ခင်ဗျာအမှန်တမ်းပြတော့ကျွန်တော်လေး reaction video တအားရိုက်ပြကြတယ်လားခင်ဗျားတို့သိလားကျွန်တော်ခင်ဗျာ comment ဆဲတာ우နှစ်နဲ့မြောက်လာအဲ့ဒါနှစ်နဲ့မြောက်တော့16နဲ့ထပ်မြောက်အဲ့ဒါကျွန်တော်ဖေးဆဲတာပဲ Manchester Derby ကိုကြည့်ပြီးတအားနေလား 3မိနစ်တော့ကျွန်တော်နိုင်ကြည့်တကယ်ဆို3မိနစ်တခါအလုံးမအသင်ရှုံးပါပဲငါလုံးဝအသင်ရှုံးအဲ့ဘုရားဗျာ तू तू အနေနဲ့ပေါ့နော် तू 3 back formation ကျွန်တော် father ကြီးသိပြီလက်ခံနိုင်ဘူးမပေါ့ဘာလို့လဲခုနကပြောကျွန်တော်လက်ရှိမှာ3 back formation attack က attacking 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 မဟုတ်ဘဲနဲ့ counter pressing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  ဆိုတဲ့ဥစ္စာသဘောမျိုးကိုသွားတယ် ဆယ်လက်ဖာဂူဆန်ခစ်ကိုလုံလုံကြီးအပြည့်အဝမိလာရတဲ့လူတယောက်အနေနဲ့ဒါကြီးကလုံးဝသူ့အတွက် acceptable မဖြစ်ဘူး။တစ်ဖက်က Manchester City position ကင်နေတာကသူ့အတွက်ကတော်တော်လေးကိုပောက်ကွေးတဲ့ movement လို့သူပြောလို့ရရတယ်မှာပါတယ်။ပြီးတော့ကျွန်တော်မနည်းရတော့ကျွန်တော်ကဒါကကတော့ကိုဖီမလို့ကိုပြောတာမျိုးတကယ်ကိုကျွန်တော်ဒါလုံးဝလုံးဝ cute movement တစ်ခုရှိတယ်။မမဲ့ရတာကျွန်တော်တို့ Eden Haven ဒါ Bruno Power ဘာသာလို့ save out ကိုဆွဲလိုက်တာလားမသိဘူးပေါ့နော်။အဲ့ဒီအချိန်မှာဒါကျွန်တော် Eden Haven ဟာတာလီမန် ငါသားလေးမန်နေဒီပိုင်းဒါလို့ဟုတ်တယ်အာခုနကပြောသူပဲဘောနော်ဟိုကိုရီဘလတ်တဲမှာတခုကောင်းတာ racism ဆိုတာမရှိတမဟာတဘဖြစ်နေအဲ dad ခုနကျွန်တော် father ခုနက uses ရခုနကပြောသူပဲသူလူပဲကစားတော့တမဘာညာဒါလူပုံစံပြီးတော့ဒါမှမဟုတ်ကာကြီးနဲ့ဆက်လုံးကာကြီးနဲ့ဆားတဲ့ဆက်လုံးတွေပါသူသုံးတာတော့များဒါပေမဲ့သူ့အတွက်ကဗျာတိလားလူပြူလူမဲဆိုတော့သူ့အတွက်ကမရှိခုနကပြောသူ AD heavy အနေနဲ့ဒါဘနာတို့ save ကိုဆွဲလိုက်တဲ့အချိန်မှာသူ့အတွက်ကဟာသူ့အတွက်ကဒါ lower his သူ့ရဲ့သူ့ရဲ့ตาပဲဗျာတိလားအဲ့ပြောချင်တာဗျာတိလားဟို ကိုဘာနဲ့တော့တူလဲဆိုကိုမင်းတို့မမဲ့ရတာကျွန်တော်တို့သူ့ကစားသမားကိုချိုးရင်ဟာဒီကောင်လေးပါပဲလေရပါပဲသူ့ကသာသူ့ကစားသမားချွတ်တာလုတ်တဲ့နဲ့အဲ့ဒီ movement ကိုသွားမြင်တာဗျာဒါမနိုင်မလို့လားနည်းနည်းလေးဒါလေးဒါအချိန်လေးကောင်းသွားခဲ့သည်ရှိတော့နည်းနည်းလေးဒါ okay သွားခဲ့သည်ရှိကျွန်တော်ကိုမင်းတို့နဲ့ကျွန်တော်ဘာသာကြီးနဲ့ပေါ့နော်ဒါကျွန်တော်တို့ဟိုဟာလုတ်ဟိုဟာလုတ်ချင်တယ်ပေါ့နော်အဲ့တော့အဲဝါချလာနေကြတာခါလာလုပ်ကြတယ်မကနာပေါ်တော့ခင်ဗျမဒီနေ့ကျွန်တော်တကယ်ရော့ကော့ဖ်များလို့လုပ်ပြီးပြကြတာပေါ့နော်တကယ်ကိုရီရတယ်မှာပါအဲ့ဒီပွဲစဉ်ကိုကြည့်ပြီးရတယ်ဒါပေမဲ့ သူဒါဟုတ်ကြာခုနကပြောရတာခင်ဗျားတို့ကျွန်တော်လေးပြောပြတာမနေ့ကကျွန်တော်တို့ဒါမန်ချက်စတာပြောကျွန်တော်တို့ဒါဖာနီယောင်၅နှစ်အေးပေါ့၅နှစ်တွေ့တာပထမဆုံးပြန်ပြီးတော့အတူတူကြည့်ရတဲ့ပွဲတွေပဲဒါပေမဲ့ခုနကပေါ့တော်တော်လေးကိုတော့ funny ဖြစ်တယ်ဘာလို့လဲသူအားမလို့အားမရတော်တော်ဖြစ်နေခုနကပေါ့ဆိုပေဒါတစ်ဖက်က CD သင်ခုနကပေါ့ဆိုပေငါတို့အသင်ကဘောလုံးကင်ကြမလို့သူများပေါ့သူသူသူများအသင်ကဘောလုံးလူစားပြီးငါတို့အသင်ကသူများဘောလုံးပြပြနေတဲ့အသင်ဆိုပြီးပြောနေတာပေါ့နော်အဲ့တော့တကယ်ကိုဒါဟိုကြည်ရင်ကြည်ရင်နဲ့ပေါ့နော်ဒါခုနကပေါ့ဆိုပေဩလို့ဒီလိုမကြည့်ရအောင်ကြာပြီဆိုတဲ့ feeling တခုရရတယ်ပေါ့နော်အဲ့တော့ အခုလက်ရှိမှာဒါကျွန်တော်တို့ Manchester United လက်ရှိခြေစွမ်းနဲ့ပတ်သက်ပြီးအတင်းနဲ့များနေတဲ့ဒီသုံးသက်ခြင်းနဲ့ပေါ့နော်လက်ရှိမှာဒါမနေ့ကပွဲစဉ်ကိုကြည့်ပြီး United က defensive area တော်တော်လေးကိုဆော်လေးဖြစ်လာတယ်။ Ruben Amorim ဖြစ်စီခြင်းနဲ့ဒါကျွန်တော်တို့ cancel ဘိုင်းကိုတော်တော်ကြီးကိုဒါမြင်လာခဲ့ရတဲ့အနေဒါမှရှိတယ်လို့ပြောပြရစေပေါ့နော်။ Ruben Amorim ရဲ့လက်ထက်မှာဒီကျွန်တော်တို့နောက်တန်းကတော်တော်ကြီးကို solid ဖြစ်ပြီးဒါကျွန်တော်တို့ လူချင်းတဲ့ဘက်ကသွားလာတယ်လို့မြင်လို့ရတယ်။ဘာလို့လဲဒီနေရာမှာဒါကဘာလို့လဲအသင်းတသင်းကဖောင်းကျွန်တော်ဒါမမေရစီးတီးရဲ့အောင်မြင်ဆုံးချိန်ဒါကျွန်တော်လီဗာပူးရဲ့အောင်မြင်ဆုံးချိန်ဂျာတက်မှာဘာလို့လဲအာစနယ်အဆင်ပြေဆုံးချိန်တွေကိုကြည့်မယ်ဆိုရင်ကစားသမားတခုတစ်ယောက်ကိုမူတီနဲ့အသင်းမဟုတ်ဘင်းနဲ့ဒါကဘာလို့ကစားသမားတချို့မှဘရူနိုဘာကဘာလို့လဲတယောက်ကိုတော့တဲပြီးဆောက်ရတာမှန်ပဲဒီတယောက်မရှိလို့ဘာမှမဖြစ်သွားတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့သွားနေတယ်ယူနိုက်တက်စီမှာမြင်ရတယ်မှာပါတယ်။လက်ရှိမှာဘရူနိုဖာနန်ဒက်စ်ကယူနိုက်တက်အသင်းရဲ့မရှိမဖြစ်ကစားသမားတယောက်ဆိုတော့လုံးဝငြင်းစရာမလိုဘူး။ဒါမနေ့ကဆိုတာ touch time က magic ဖြစ်လုံးပြီးသူ့ရဲ့ pass time ကလည်း magic ဖြစ်လုံးအားကြီးဆိုတော့ပြောစရာမလိုဒါကြောင့်မလို့ခုနကပြောလို့ပဲ Real Madrid နဲ့တက်လာတဲ့တင်းတွေအကုန်လုံးက force news ဆိုတော့ဒါမျိုးကျွန်တော်ပြောခဲ့တာဖြစ်ပြီး Real Madrid အနေနဲ့လေဒါ Bruno Fernandes ကိုခေါ်မှာမဟုတ်ဘူး Manchester United အသင်းကလည်း Bruno Fernandes ကိုအသင်းကနေပေးသွားမှာမဟုတ်ဘူးဆိုတဲ့အနေထားတစ်ခုရောက်လာခဲ့ ဲ့တော့ let's talk about the more ပေါ့နော်ကျွန်တော်ဒါလက်ရှိမှာပြောမယ်လက်ရှိမှာ United အသင်းနဲ့တဖြည်းဖြည်း foundation ရ strength ဖြစ်သွားခဲ့တယ်။ဥပမာလက်ရှိမှာ knock down ကိုကြည့်အောင်မနေ့ကတည်းကခုနကလူတချို့နေတာကျွန်တော်မကွာရောက်ထုတ်ခဲ့ပြီးနောက် Lindelof ကိုလာချင်မှာတိတ်ပြီးအာမလူအာမေရဖြစ်တယ်။ဒီမြန်မာတန်ဒီပြောက်သွားဘယ်လိုမျိုးခင်ဗျားတို့ဂျားထဲမှာတကယ်တည်းဖလားရနိုင်တဲ့အခွေအေးတစ်ခုရှိတယ်။ Lion နဲ့ပွဲစဉ်မှာဒါရှင်ပြန်ရမယ့်အတွက်ကြောင့်မို့လား United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာလူချန်သွားတယ်ဒီတော့ပြောလို့ရတယ်မဟုတ်ပါဘူး။ဒါပေမဲ့ခန်စစ်နေတဲ့ Lindelof ဝင်လာလဲတိတ်ပြီးပြောင်းလဲမှုမရှိဘူး။ဒါခုနကပြောလို့ပဲခန်စစ်ကတော်တော်လေးကို strengthen ဖြစ်လာတယ်။3ပတ်ရဲ့အသက်ဒါဘောက် ျွန်တော်သိရကြခုနကဘာလို့အန်တိုနီယိုကွန်တေခစ်ကကျွန်တော်တို့အနေနဲ့ဒါကျွန်တော်တို့တိခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒါမြင်ခဲ့တဲ့အတွက်ကြောင့်မလို့ ဟိုခန့်စစ်သတိပတ်အသေးသတင်းကစန်တာဘက်မှာ solid အားဖြစ်နေရမယ်အခုလက်ရှိမှာသတိပတ်ဆော့တဲ့အသင်းထဲမှာ inter milan ကိုကြည့်အောင် inter milan မှာဒီ center back တွေထဲမှာဒါကျွန်တော်တို့ပြောမယ်တကယ်ကိုစောက်ရဲမိုက်တဲ့ကျွန်တော် bastoni လို့ကစားသမားမျိုးရှိတယ်အဲ့တော့လက်ရှိမှာ united မှာဒီလိုမျိုး center back မှာစောက်ရဲမိုက်တဲ့ကစားသမားဘယ်သူရှိလဲဒါခုနကပြောဆိုအဲ့လိုမျိုးစောက်ရဲမိုက်တဲ့ထိုးထွက်နေတဲ့ကစားသမားတော့မရှိဘူးအကုန်လုံးကသူ့ဟာသူပြဲမြသူ့ရဲ့ ဂျူဒီတွေကိုသူတို့မနေ့ကမာဇရာဝီဆိုလဲကောင်းလိုက်တာမှာလွန်မကွိုင်းယားဆိုတဲ့အေဗီယိုဂျူဝယ်တွေသူတော်တော်လေးကိုမိုက်တယ်ဒါလနာယီယိုတွေကခုနကပြောသောဂျူဂိုရူဘိုနော်ခုနကပြောသောဒါကျွန်တော်မာဇရာဝီနဲ့ဒါကျွန်တော်တို့အဲဟယ်ရီမကွိုင်းယားနှစ်ခုပေါင်းထားတဲ့ဒါကျွန်တော်တို့ကစားသမားတစ်ယောက်ပုံစံမျိုးတွားတယ်အဲ့တော့ပြောချင်တာဒီ3ဘက် formation မှာ Lindelof လေးလိုက်လဲ Lindelof ဝင်လာတဲ့အချိန်မှာဒါအကုန်လုံးကသူ့ဘက်သူ rotate သွားနေတယ်မပါတယ် United အသင်းနဲ့ခုလက်ရှိမှာလိုအပ်ချက်တွေကပါတယ် Queen and Bynum မဆို Bruno Fernandes ဆို vision ရှိရှိဒါကျွန်တော်အဆင်ပြေပြေကစားနိုင်တဲ့ကစားသမားတစ်ယောက်ရှိတော့ဒါတော်တော်လေးကိုမိုက်တယ်ဒ ဲ့မဲ့ United အသင်းနဲ့ဒီထက်ပိုပြီးတော့စောက်ရဲမိုက်တဲ့အသင်းသတင်းဖြစ်ချင်တော့အဖြေကရှင်းရှင်းလေးတိုက်ဆက်ပိုင်းကြီးတစ်ခုလုံးပြောင်းလဲပြစ်ဖို့လိုတယ်။အခုလက်ရှိမှာ United အသင်းကဒါတိုက်ဆက်ရဲ့ဂိုသွင်းဆန်ယူကို Bruno Fernandes ကိုအလွန်ကျုံမှီခိုးနေတာကြီးကတော်တော်လေးမမိုက်ဘူး။ဒီနေ့ကဥနာပေါ်ဆိုပိုပြီးစိုးတဲ့အရာတကွာ Zigzag ရောကောင်းလာတယ်။မနေ့ကပွဲစဉ်မှာဒါ Zigzag တယောက်ဒါကျွန်တော်အပိုင်လုံးတစ်ချို့ရခဲ့ပြီ။သူဝင်လာတဲ့အချိန်မှာ creation chances တခုလည်းသူတော်တော်များရခဲ့တယ်။ဒါပေမဲ့ Zigzag နေနဲ့ကျွန်တော် personal အမြင်မှာသူ center forward ပူဆန်တယ်။သူက striker ဆက်ဆက်ဖို့ပဲ center အဲ့တော့ center forward ဖြစ်သွားပြီးတော့သူ့အနေနဲ့သူ ူဒီတောင်မန်ကကစားသမောင်းမှာလက်ရှိမှာအာမက်ဒီယာလူသာပြန်ကောင်းလာမှာဆိုအခုလက်ရှိဇစ်ဇီရဲ့ form နဲ့စောက်ရမ်းမိုက်သွားမှာဒါပေမဲ့အခုလက်ရှိမှာပြဿနာအာမက်ဒီယာလူဒဏ်ရာရတဲ့အချိန်မှာလက်ရှိမှာ United မှာဂနာချူကြီးကိုဒီနေရာမှာတုံးနေရတယ်ပြပိုဆိုတာဝင်းမှာလူမရှိတော့ဘူး United မှာတကယ်ကိုဝင်းမှာလူမရှိအဲ့တော့ United ခေါင်းကြီးရတာခုနပြောသပေးခေါင်းအားခုနပြောတကူလုံးက functional ဖြစ်နေတာဒါအောက်ကတည်းက six pack တွေပါဖြစ်လာပြီးအောက်ပိုင်းဆိုတာ Marseille တောက်လာဒါပေမဲ့ခေါင်းကအုံနောက်ကပြောင်းနေတယ် ဒီတစ်ခုလုံးကိုဒါအရေးကြီးလို့ဘောသုံးပွဲတစ်ပွဲမှာခုနကပြောခင်ဗျာဂူးမပေးရအရေးကြီးတယ်ဒါပေမဲ့ဂူးသွင်းဖို့လေအရေးကြီးတယ်ခုနကပေါ့ခေါင်းရဆောင်းခေါင်းမျက်နှာလေးလေးချောလာအဲခက်ခုနကဘီနိုဖိုင်နယ်လေးမျက်နှာတော့ခက်ချောချောဖြစ်လာပြီဒါပေမဲ့ခေါင်းထဲမှာဦးနောက်ကြီးပြတယ် အဲ့လိုဖြစ်နေ United ကအဲ့တော့ပြောချင်တာ United အသင်းနဲ့ဒါမနစ်ကခန်းစစ်ပိုင်းမိုက်တယ်ကိုယ်လည်းပဲ counter transition ဆိုတအားလာတယ်ဒါပေမဲ့ဂနာချိုတော့ပေါ့ဆိုမသိရင်ပြရတော့ဘောလုံးကင်တယ်မဟုတ်ပဲချစ်တော့ချောက်ထဲမှာပါဘုံတလုံးထားလို့ပဲဒီချစ်တော့ဒီဘောလုံးကြီးကိုဒါခုနသူ့ချစ်တော့ထဲမှာကြာကြာမထားကြုံဟိုလူကိုပေးခြင်းရတာလှမ်းကန်ခြင်းရတာဟွာလဲလဲဒီတိုင်းပဲအဲ့တော့ United လက်ရှိတိုက်စစ်မှုတွေကငဲတယ်လို့လည်းတော့ပြောနေတာအခုလက်ရှိမှာဒါလူငယ်တွေဖြစ်ပြီးတော့ဒါတိုက်စစ်မှာဥဆောင်နေတဲ့လူတွေအများကြီးရှိတယ်ရီယယ်မက်ဒစ်က Vinicius ဆိုပေါ့ဆိုလည်းငဲရွေးနေဒီလိုပဲဥဆောင်ခဲ့တာပဲ ော့အသက်အရွယ်ကြီးကိုသွားပြောလို့မရလက်ရှိမှာ19 20နဲ့အခုချိန်မှာတောက်ပနေတဲ့ကစားသမားတွေမှာအများကြီးရှိအဲ့တော့ ကနာချိုတို့ဒါကျွန်တော်ဟွာကျွန်တော်မြင်ရပြောကနာချိုတို့ white land တို့ထက်တဆင့်ပုံမြင့်တဲ့ကစားသမားကို united ကလက်ရှိမှာအလူရှိနေတယ်လို့ပဲကျွန်တော်အနေနဲ့ပုံကူကြီးရကျွန်တော်မြင်မိတယ်အဲ့တော့လက်ရှိမှာ united အသင်းရဲ့ cancel ပိုင်းကတော်တော်လေးကို strong ဖြစ်လာပြီကိုင်းလယ်ပိုင်းမှာ bruno fernandes ugarte ရဲ့အခြေဆက်တွေမိလာခဲ့ပြီအခုလက်ရှိမှာတိုက်စစ်မှာလူမရှိကြ bruno fernandes ကကျွန်တော်ဒါ number 10 row ကြီးကိုရှေ့တက်ပြီးဆိုလဲအမှန်တမ်းပြောတာဒါကိုင်းလယ်မှာဆို bruno fernandes က am သွားပြီး dm နဲ့မှာ ugarte သွားမယ်အဲ့တော့ဒီညမှာဒါ casemiro ကလည်းလက်ရှိမှာဒါကျွန်တော်မထိမ့်မှတ်ပဲပြန်ပြန်ပြီးကောင်းလာကြ bruno Bruno Fernandes Casemiro Ugarte အတွဲရတာကိုယ့်လည်းမှာ trio ရဲ့စောက်ရမ်းမိုက်နေတယ်ခုနကပြောဆို351 sorry sorry 35 3 4 3 3 5 2ဒါကတော့အဲ့လိုပုံစံမျိုးဆော့မလားအဲ့လိုပုံစံမျိုးဆော့မယ်ဆိုတော့တွားလို့ရဒါပေမဲ့ Ruben Armory ရဲ့ဒါ form formation philosophy ရဲ့တစ်ဖြည်းနဲ့တစ်ဖြည်းတက်ဝင်နောက်ပိုင်းမှာပြကြည့်လိုက်သူကျွန်တော်ပြောလို့ရှုံးခဲ့တဲ့ပွဲစဉ်ဆိုတော့နောက်မှတကူပဲပေးပြီးရှုံးခဲ့ရတယ်ဖြစ်တယ်ဒါကခုနကပြောလို့ပဲ cancel ပိုင်းကတော်တော်ကြီးကို solid ဖြစ်လာပြီဒါပေမဲ့ tight ပိုင်းကလောကကုန်းမသိနဲ့ဥမာ Dr. Poisson ပွဲစဉ်မှာဒါ cancel ပိုင်းကကျ solid ဖြစ်တယ်တကူပဲဆိုဒါပေမဲ့ tight ပိုင်းကဂိုးပြဥမာဒီလိုပွဲမျိုးက2-1နဲ့နိုင်သွားလို့ရတဲ့ပွဲတွေပွဲဖြစ်တယ်အဲ့တော့ United အသစ်နဲ့ Lamine Nuyadi မှာကနာချူတို့ White Land တို့ထပ်ပို့ပြီးတော့တဆင့်မြင့်တဲ့ကစားသမားတွေ United ရရှိခဲ့မယ်ဆိုရင် Ruben Amorim ရဲ့လက်ရှိ philosophy မှာအသက်လေးတွဲလိုက်မယ်ဆိုတာကျွန်တော်ကတော့မောင်သားလို့လူမျိုးကြောက်တုံးလေးတွေကိုစုလိုက်မယ်ကြောက်တုံးငါးလုံးပြည့်သွားမယ် United အသစ်နဲ့ Lamine Nuyadi မှာ Lamine Yadi မှာ Premier League မှာဒါကျွန်တော်နေရာတစ်ခုခုရောက်မယ်လို့ကျွန်တော်တို့မြင်နေတယ်မှာပါတယ်ဒါတော့ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းစွာပေါအောင်ကူညီလို့ရပါတယ်များများလေးလဲကလစ်ဖူမမီဂျပါ ါနှုန်းပြအောက်ကကွန်မန်တီထဲမှာလေ Youth Sport Media 3.0နဲ့ DB4U တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြုလို့မဆောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ပြီးကျွန်တော်အားပေးလို့ရပါတယ်။ညံ့များလေးလေးကလစ်ဖို့မေးကြပါနဲ့ဗျ။အောက်က comment တွေမှာလည်း Youth Sport Media 3.0နဲ့ DB4U တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြုလို့မဆောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ပြီးကျွန်တော်အားပေးလို့ရပါရ။ MMI လေးကလစ်ဖို့မေးကြပါနဲ့။ညမြကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ညောင်မှာ ACC တွေ့ကြတာပေါ့ကျွန်တော်လက်ရှိကလေးနိုင်ငံကိုကူညီ ပြီးနေညီကိုမောင်မတစ်ယောက်ချင်းစီတိုင်းကိုလည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်လူပြောရင်းနေပဲကျွန်တော်ကိုသွားကုန်ပြီပါဗျဒေဗော်ဗျ